ကျွန်မအခုပြပြပေးမယ့်ရေဒီယာကမိမိရှိမှငွေမြဲစေတဲ့ရေဒီယာနည်းပဲဖြစ်ပါတယ်အဲ့တော့ငွေကတော့ဝင်လာတယ်မမြဲသေးဘူးဆိုတော့ကျွန်မအခုပြပြတဲ့ရေဒီယာလို့မြဲဖို့လည်းရှိနိုင်တယ်လို့အကြောင်းမျိုးကြောင့်ငွေကဝင်လာဖို့လည်းရှိတယ်အဲ့ဒါကကြတော့တေချာလေးဒီမှာပြောရလေးတေချာလေးလိုက်လိုက်ပြီးတော့ကြည့်ပေးပါနော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ငါးတောင်တန်ငါးတောင်ဆိုတာဘာလို့ယူလဲဆိုတော့ငါးဆိုကျွန်မဟိုငါးဆိုတော့တင်းနှမနဲ့ဝင်နေအောင်ယူတာဟုတ် ငါ့ကိုတင်းလာနဲ့တိုက်ရိုက်ကြုံမယ်ဆိုလေအဲ့တော့ငါ့ရဲ့နောက်တစ်ခါကျ lucky fit ဆိုတာရှိတယ်ကျမတို့ဒီငွေတွေငါးလေးထောင်တက်လာတဲ့ဓာတ်ကိုယူပြီးတော့9000သုံးလို့ရတယ်နောက်တစ်ခါကတင်းနေတဲ့မြားကြီးထောင်တက်တဲ့ဓာတ်ကိုယူပြီးတထောင်တက်တထောင်လည်းသုံးလို့ရတယ်တထောင်တန်လည်းသုံးလို့ရတယ်နောက်တစ်ခါဟိုးလုံးကဆိုကျမတို့ရှိတယ်အာ30တင်းနေတဲ့မြားကြီး10ယူတဲ့ဓာတ်ကိုယူပြီး30တန်လေးတွေဟိုးလုံးကသုံးခဲ့ကြတာရှိတယ်အခုက30တန်ကျမ30တန်အရန်ကြိုက်တယ်ဒါပေမဲ့အခုလက်ရှိကိုယ့်လက်ထက်မှာမရှိလို့ပေါ့နော် တစ်ဆယ်တန်လေးတွေနဲ့ရေရပြုလို့မှဆိုလဲရတယ်ဒါမှမဟုတ်သိန်းတောင်းတက်ကိုယူပြီးတော့တောင်းတန်ကိုပြုလို့လို့လည်းရတယ်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျမတို့ဒီ9000တန်လေးမှာကျမ9000တန်ကိုယူတယ်ဒါ lucky fit လေးတွေပေါ့နော်ထောင်တက်လာတဲ့တက်ကိုယူပြီးတော့ကျမတို့ nugget ကလေးမိမိ nugget ကလေးကိုအနားမှာကတ်စီအောင်ဒီအနားမှာကတ်အောင်ရှင် nugget ကလေးကို ်တက်ပြီးထားမှာအဲ့တော့ရွှေနှက်ကမရှိဘူးဆိုလဲကျမတို့ရတယ်အဲကြောက်ပြူအဓိကကြောက်ပြူနှက်ကလေးကြောက်ပြူနှက်ကလေးကိုဒီအတူလေးဆိုလဲကျမတို့နားမှာဝတ်ထားလိုက်တပတ်လောက်ဝတ်ထားပြီးလို့ရှိရင်နှက်ကလေးကိုအဲ့နှက်ကကိုကျမတို့အသုံးအသုံးပြုလို့ရပြီအဲ့နှက်ကကိုဘယ်မှာထားရမလဲဆိုလို့ရှိရင်ကျမတို့တက်တာလေးနဲ့ထည့်ထားရမယ်တက်တာဟုတ်နော်ငွေထည့်မဲ့တက်တာအဲ့ဒီမှာကျမကမူလာတက်ဖြစ်တဲ့အကျွေးစီလေးထည့်ရတယ်အကျွေးစီငွေတလဲဝင်มาရယ်နော် အမူလာတဲ့ဒီမဟိုးတော့ဘိုးဘွားကြီးတုံးခဲ့တဲ့အကျွေးစီကလေးတွေပေါ့အကျွေးစီလေးတွေဘလပတ်ဟာအစီပဲကြွေရတယ်ငါးပြားစီလည်းရတယ်ဆယ်ပြားစီလည်းရတယ်25ပြားစီလည်းရတယ်အဲ့လိုမျိုးအကျွေးစီလေးတွေထည့်ရတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ကျမတို့အဲ့ဒီတတလေးထဲမှာတန်လိုက်တုံးထည့်ရတယ်တန်လိုက်ကဆွဲငင်နဲ့တက်အတန်လိုက်တုံးထည့်ပြီးသွားပြီဆိုရင်ကျမတို့ဆွမ်းနာပြောတယ်ဒီ9000နန်းလေးကိုငကက်မှာကတ်ထားတဲ့9000နန်းလေးကိုထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့အကျောက်စလစ်ကဲဟိုးကဲထည့်ရမယ် ကြောက်စစ်ကဲကိုးကဲဆိုတော့ဒါကတော့ကျမဟိုအဘလက်ထက်ရှိခင်ညအဘဝေးခဲ့တဲ့ကြောက်စစ်ကဲလေးကိုးခဲ့ထဲတာလားဒါမှမဟုတ်လို့ရှင်လဲမိမိတို့ကဒီဒီအိမ်သုံးကြောက်တွေပေါ့အကြောက်ဖြူရောင်လေးတွေတန်တန်လေးတွေကြောက်စစ်ကဲကိုတန့်စင်အောင်စေးစားလေးနဲ့ရေးစေးစေးပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဒီကိုးခဲ့ထဲထဲပင်အဲ့ဒီတတလေးဟိုမကြာခဏရေမွေးလေးဆွတ်ပေးရမှာတတိယနေ့ရေမွေးဆွတ်မယ်ပြီးသွားလို့ရှိရင်အဲ့ဒီကြောက်စစ်ကဲကိုဒီတတလေးကိုအပေါ်မှာ တက်စရကလေးကိုဖျားနိုင်ထုံမိတာမျိုးငွေအမြန်ဆုံးဝင်လာဖို့အတွက်ကိုလုပ်လို့ရတယ်တက်တာကိုဖွင့်ပြီးတော့ဒီဒီကြောက်စရကလေးပေါ်မှာဖျားနိုင်ထုံလို့လဲရတယ်တကယ်လို့ဒီပတ်စံတွေပါကြီးကြပြီးတော့လဲမှမျိုးစိုးရင်လည်းဆိုလို့ရှိရင်တော့ကျွန်တော်တက်တာအဖုံးလေးပေါ်မှာအဲကျွန်တော်တို့ဒီဒီကြောက်စရပေါ်မှာဖျားနိုင်လေးထုံပြီးတော့အချက်စရလေးကိုပြန်ပြီးတော့တက်တာလည်းပြန်ထည့်တာအဲ့ဒါကငွေကိုခေါ်ယူတာရင်မွေးမကြခနာစုပ်ပေးအဲ့ဒါငွေကိုခေါ်ယူတာသူ့မှာအဖို့တွေအများကြီး ပြန်မွေးဖွားပြီးမဲ့ရေတရာပဲဖြစ်တယ်။အငွေကလည်းကိုယ်နာမှာကတ်ပြီးတော့ဆွဲမြဲစင်မှာပဲဖြစ်တယ်။လုတ်ကြည့်ပါအဓိကလိုတဲ့ဆိုငွေကဝင်ကြတယ်။အကြောင်းမျိုးကြောင့်ငွေဆိုတာဝင်နေလက်ပတ်နေတာကိုလက်ထဲမှာမြဲဖို့မလွယ်တာ။အဲ့တော့ဒီခုကျွန်မပြောရေတရာကိုပိုင်ငွေဖြစ်စေတယ်။ငွေကိုမြင်းမြန်စေပါတယ်။အဲ့တော့မိတ်ဆွေတွေအားလုံးလုတ်ကြည့်ပါအသုံးတည့်ပါလိမ့်မယ်။အဆင်ပြေပြီဆိုလို့ရှိရင်လည်းအများကိုမျှဝေပေးပါပါတော့။အဘောက်ဆိုတော့ကုသိုလ်ရတာပေါ့အဓိကကတော့ အဲ့တော့မိတ်ဆွေတွေအားလုံးအေဂျင်တာပျော်ရွှင်တဲ့ဘဝလေးရရှိနိုင်ကြပါစေဆန္ဒနဲ့ဘဝတက်တက်ကြနိုင်ကြပါစေရှင်